မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေဘိုင်ရဲကိုမျက်နှာပဲဘိုင်ကိုတကြလို့အားလုံးပျော်ရွှင်ကြပါစေဗျာဒီနေ့ရကျွန်တော်ဆယ်ရက်ဆယ်ရက်လေးလ2025ပေါ့နော်ကာတိုင်းဆိုတော့ကျွန်တော်တို့ကတကြံအတွက်ဘာညာပြင်ဆင်ပြီးပျော်ရွှင်နေရမယ့်အနေအထားမှာအခုကကျွန်တော်တို့ကငလင်ဘေးတွေဖြစ်သွားတယ်နောက်တစ်ခါကျအငလင်ဘေးနဲ့ပတ်သက်ပြီးတော့နောက်တစ် ကျွန်တော်ထပ်ဆုံးရှုံးကဘာဖြစ်လဲလဲဆိုတော့တပ်မတော်ကအပြစ်ခတ်ရဆဲပေးလိုက်တယ်။ရဆဲပေးလိုက်တဲ့အချိန်မှာတပ်မတော်ရဲ့တပ်စခန်းအချို့တွေကဆုံးရှုံးမှုတွေဖြစ်တယ်။တချို့ကြတော့တုံမန်းတွေဖြစ်ပြီးတော့အဖမ်းခံတာရှိတယ်။ဒါအင်းတော်ဘက်ဒီမှာဆိုရင်နော်။ဒါတွေဟာရှင်းရှင်းပြောလို့ဆိုလို့ချင်းမြန်မာသောမြန်မာလူမျိုးပဲဗျ။ဒါပေမဲ့လူကအလူစိတ်မရှိတဲ့သူတွေကိုတွားပြီးတော့အလျှော့ပေးနေလို့ရတော့ဒါတပ်မတော်သားတွေကိုတက်တက်ပေးသေးတယ်လို့ပဲဖြစ်တဲ့အနေအထားမျိုးရှိတယ်နော်။ တောင်တော့ကာကွယ်ရေးဦးစီးချုပ်ကြီးရဲ့နှလုံးလှမှုကတော့လှတာတော့ခုံယူချီးကျူးပင်မဲ့ဒီဟာကကျွန်တော်တို့တိုင်းပြည်အတွက်ဟိုတိုင်းပြည်တပြည်လုံးအတွက်နင့်နာတယ်နော်အဲ့ဒါတော့ကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ဒီအခုကျွန်တော်တို့ပြောနေတဲ့သူအားလုံးတက်မလို့ဘက်ကရက်တည်နေတဲ့သူအားလုံးဟာဘာဖြစ်လဲဒီကိစ္စကိုမခံမရနိုင်နေဖြစ်နေကြနေတိုင်းလို့လို့လည်းပြောနေကြကျွန်တော်လည်းနေတိုင်းပြောမှာအဲ့ဒီကိစ္စကနော် ဒီအပြစ်ကရဲဆဲပေးတာကိုတဖက်လူတွေကဝမ်းမြောက်ခုန်ယူစွာနဲ့ပဲငါတို့တိုင်းပြည်အတွက်ငါတို့အတွက်အခွင့်ကောင်းပဲငါတို့ပြည်သူတွေငါတို့ပဲပါလာအောင်ဆိုပြီးတော့စီးရုံးဖို့နေတာဒုံ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 ဆိုအကုန်ပတ်ပြီးတော့တိုက်ပလိုက်တယ်။နေရာရှင်းနေရာထဲမှာလည်းတိုက်ထားပလိုက်တယ်။ နော်တိုက်ချလိုက်ပြီးတော့ဒါသိပါဖလန်းမှဆိုဒါချင်းဆိုရင်ဘဲကသွားပြီးတော့စီရီတွေဟိုစီမံကုတ်ခဲပြီးတော့ဒါအကြံဉာဏ်နေပေးတဲ့ဆိုအေဘက်ကသွားပြီးတယ်လက်နက်ခရမ်းနဲ့ဒါစီရီအကူကြီးတွေစီရီအကူကြီးမှာအကြံဉာဏ်တွေအဆနော်ဘလို့တိုက်ရမှာဘလို့တိုက်မှာဆိုအေကလုံးဝဆရာကြီးဖြစ်နေတောင်းရန်သူအားလုံးထဲမှာမှာအေကဆရာကြီးဖြစ်နေအဲ့လိုက်ကိုဆရာကြီးကိုတပါကြီးကဘာမှမလုပ်နိုင်တာလားဒါလေးတော့မေးမယ် เออ่ะเสียอี้ขึ้นนี่ไอ้တော့เอเสียอี้ကိုตบายี้တွေอ่ะမလုံနိုင်တော့ဘူးလားတောင်းတော့ကြီးอ่ะဒါချိုးရမှာ तू อ่ะနေရတကားမှာเสียอี้လုတ်ပြီ तू ကိုယ်တိုင်ပဲไล่တက်ခိုင်းဒီလိုတိုင်းဒီလိုနိုင်ဒီလိုနိုင် तू อ่ะတောင်းတော့ရဲ့အားနေချက်ကိုတိနေလို့ပဲဒီလိုဖြစ်တာလားဒါကိုကျွန်တော်တို့စဉ်းစားမယ်တောင်းတော့ဘာကြီးဆိုင်อ่ะအကြည့်ခဲ့တွေကလည်းစဉ်းစားမယ်ဒါဘာဖြစ်လို့ဆိုတော့နိုင်ငံထဲမှာရှိနေတဲ့လူမျိုးတွေကလည်းဟိုနည်းနည်းတောင်းတော့ဘာမှာလေးစားမှုအားနည်းနည်းလျော့လာပြီး တက်မလို့မလေးစားမှုအာလျှော့လာတယ်။နောက်မကြခင်တော့မှဒါဒီဘက်ကိုဆင်းလာ။အေးဒီဘက်ကိုခေါက်နေပြီလေ။နောက်မကြခင်ဒီဘက်ကိုဆင်းလာမလားဆိုတော့စိုးရိမ်စိတ်တွေဖြစ်လာ။ဒါပေမဲ့အဲ့ဒါဆိုမဲ့တက်တော့ဘိုင်းဆိုင်ရာကျွန်တော်ကပြောချင်တာက viewer ကြကြကြအေးကိုကြိတ်ပါ။ viewer ကြကြဒါနမူနာလေးချပြလိုက်ပါ။ဒါဆိုရင်ဟိုနေဖြစ်တာအေးရအခုစားကတနိုင်ငံလုံးပတ်မွေနေတာ။တနိုင်ငံလုံးပတ်မွေဒါကိုကျော်လို့ခွင်းလို့တီးခံပေးတဲ့ဟိုနေကြီးကိုလည်းဘဘကြီးဦးမင်းအွန်လိုင်းကြီးကိုလည်းကျွန်တော်တို့ဒါကြည့်ဟိုနေဖြစ်ရမှာပေါ့။ ဟိုဘယ်လိုပြောလဲဆိုပီဒီဟိုနေဘယ်လိုဘယ်လိုထောပနာပြရမလားဘာဘာယူအောင်ဦးမဲအောင်လာရဲ့ဒါနှလုံးလှမှုဒါငဲ့ညာမှုတနာမှုကိုเนาะအခုဒီမှာနဲ့ဆက်နဲ့သုံးဘက်ပေါ့ဗျာသုံးဘက်ကိုအပြက်ခတ်ရဆဲပေးလိုက်တဲ့အချိန်မှာသွားတာပဲသွားတာပဲအခုလည်းကြိတ်နေတယ် မနေ့ကဒါဒီကြားထဲမှာကြောင်ပြောရမယ်တက်ကတော့ဘာမှမလုပ်လားတော့မလုပ်တော့လုပ်တယ်ဒီတီးတိမ်ရမှာဆိုလဲပါလဲဆိုင်ကောက်ရွာအဲဆိုင်ဆောင်ရွာဆိုင်ဆောင်ရွာပဲပါတယ်ဖစ်သွားထုတာပဲเนาะဖစ်ထုတယ်ဖစ်ထုတယ်အဲ့မှာအကြဖက်တွေအိမ်ထဲကျမှာညဆက်နိုင်တိုင်လောက်သွားထုပလိုက်တယ်ဟာလာစခိုင်းတိုင်းမှာဝန်သူပြုံးတယ်မှာဆိုလဲဒီနန်းခန့်ရမှာဆိုအဲ့တော့ဂျိုးတောင်းနန်းခန့်ပါဗျာအဲ့မှာလဲဖေးထုတယ်ဖေးတရတော့ထုနေတယ်မနေ့ကဆိုတော့တောက်ချောက်ထုတယ်နောက်နောင်ချိုဘက်မှာဆိုလဲနန်းဆောင်ဦးကြေးရွာမှာနှလုံးအဲ့လွန်ခဲ့တဲ့9ရက်နေ့ကလဲနှလုံးသွားထုတယ်ဒီကောင်းလေးတက်ပြီးတော့တင်းလို့နော် အဲနောက်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 တစ်ခုထပ်ပြောအောင်မယ်ဒီနေ့ပြောတဲ့စကားလေးနည်းနည်းသတိထားပေးပါဒီနေ့ပြောတဲ့စကားလေးနည်းသတိပေးပါတောင်ခမ်းကိုနည်းနည်းလန့်နေတယ်နော်ကျွန်တော်ကျွန်တော်လန့်နေဆိုလို့ချင်းဒါတိဖို့ပဲလိုတယ်ကျွန်တော်ကဒါပဲဝန်ထဲမှာဖြစ်ဘူးဘာလို့တောင်ခမ်းကတအားအများကြီးရောက်နေပြီအဲ့နောင်ချိုဘက်မှာအများကြီးရောက်နေပြီမတင်တော့တဲ့အကွက်ကြီးတွေရောက်နေပြီဘာလို့လဲဆို MNDA ကလမ်းပြောတာဆွန့်လိုက်တယ်ဒီဘက်ကိုတက်ဖြုတ်လိုက်တာအမှန်တန်ကြောက်ဖို့ကောင်းတဲ့နေရာကြီးလှုပ်လိုက်တယ်နော် အဲ့မှာလူရင်းရနေဘလို့ဒီကားအင်းနဲ့ဘလို့လာလိုက်ပြီတောင်းစီလမ်းပြီးတော့ပြောတဲ့သူတွေကကားတွေကားအင်းနဲ့တက်လာတာကားစီမရင်နိုင်ဘူးလို့ဖြစ်နေတယ်အဲ့တောင်းတော့အနေနဲ့ဒီအချိန်မှာအပြစ်ခတ်ရက်ဆဲတဲ့အချိန်မှာသူတို့အပြီးဖြုတ်မှန်နေတာမျိုးရှိတယ်တောင်တော်နေနဲ့အပြစ်ခတ်ရက်ဆဲပေးတဲ့နေရာမှာအပြီးဖြုံးနေတယ်။ဒါပေမဲ့သူတို့လေတံတွေကဒါကတောင်တော်အပြစ်ခတ်ရက်ဆဲပေးတာနိုင်ငံရေးလက်ကွပ်သားဖြစ်ပါတယ်၊တသက်ဝင်နေဖြစ်ပါတယ်ဆိုပြီးတော့ဟိုပြောတဲ့ဟာတွေရှိတယ်။တကယ်တကယ်ကြတော့တောင်တော်တကယ်ကိုရင်းနှင်းကနှစ်နှစ်ခါခါနဲ့ပြည်သူတွေကူညီနေအောင်လို့ပြောတာ။ ဒါပေမဲ့အဲ့ဒါထိုးတဲ့အခွင့်ကောင်းကိုတကယ်ယူနေတာနေရ6နေရလောက်လဲပါပြီးသွားပြီအခုနောင်ချိုဗန်ဘွေးကုန်းတို့ပါတယ်အဲ့ဒီမှာတအားများနေပြီလို့ပြောတယ်။နောက်အဲ့ဒါလေးတော့ကျွန်တော်တီးဖို့ပြောမယ်။အဲကျွန်တော်ကအဲ့လိုပြောတာကအချင်းချင်းပြောလို့ချင်းသူတို့ကအဲ့ဘက်ကပြင်မယ်ရခိုင်ရလေဒီဘက်ကိုရောက်အောင်ထိုးစေမယ်။သူတို့အနီးနားမှာရှိရမန္တလေးဘက်ကိုလည်းရောက်အောင်ဖြုတ်မယ်။ဒါသူတို့စိတ်ကူးရင်မူပါ။ကျွန်တော်တို့ကတော့ဒါကိုစိတ်ကူးရင်လိုက်တိုင်းကအေးရစိတ်ကူးရင်နဲ့နောင်ချိုပါသွားတယ်။နော် အေးစိတ်ကူးရင်လိုက်တဲ့ဟာတိုင်းအကုန်ပါတယ်အခုဒီဘက်ကအေးရလဲနေပြီးတော့ဘက်ကိုဒါသူတို့လုံးနိုင်ဖို့တော့ကိုဒီဘက်ကနေပါဆွဲထုတ်တယ်ဟိုဘက်ဟိုချင်းချင်းဘာလို့ပြောမလဲဆိုချင်းကြီးအောင်ဖွဲ့ပေါ့အဲ့ဒီကိုလဲအေးရသွားပြီးတော့ဆရာကြီးခိုက်နေပါညာအကုန်အပြည့်ဝလုံပေးတာလက်နက်ခဲရန်လူတော်ထုတ်ပေးတယ်အေးရဲ့လက်နက်ခဲရန်တွေကမိုးဝါကြလာတာမဟုတ်ဘဲနဲ့ဘယ်ကနေရောက်လာလဲဆိုတော့ဘယ်ကနေသွားလာနေတယ်ဆိုတော့ဒါတမ်းတော့ပဲ ပိုင်းဆိုင်ရာတခါလေကြားလို့ခြင်းများဟိုပြောရင်အပြစ်တွေဖြစ်မှမရဘာစောက်လို့မလုပ်ရနဲ့လေးရွက်ထောက်ပွားနေလို့ဖြစ်အောင်မယ်เนาะကျွန်တော်ကအဲ့လိုမျိုးတော့လေးတော့မပွားတတ်ဘူးဗျလေးတော့မပေါ်တတ်ဘူးเนาะကျွန်တော်ကတက်လာဘောကိုထောက်ခံတယ်မှန်ကန်တဲ့အနေထားမျိုးနဲ့ပဲထောက်ခံတာအစွန်ရောက်ပြီးတော့ထောက်ခံတာမဟုတ်ဘာဖြစ်လို့လဲကျွန်တော်တက်လာတိုက်ရင်တိုက်တယ်ခံရရင်ခံရမယ်ဒါပဲဟိုပေးဆက်ရရင်ပေးဆက်ရမယ်တိုက်ရင်တိုက်ရမယ်ဒါပဲတက်လာဘောကိုအပြစ်တစ်ခါမှကျွန်တော်ကမပြောဘူး ပြောစရာအကြောင်းမရှိဘူးရဲဘော်တွေကတတိပြတိနဲ့ပြည့်စုံနေတဲ့အချက်ဒါပေမဲ့ချို့ချို့သောပုံကိုယ်တွေအထက်မှာအကြီးတွေကညွန်ကြားမှုအားတွေကဲ့နော်တကယ် viewer ကြကြမတိုက်ခိုက်သေးတာကဒါစိတ်မကောင်းဖြစ်နေတာတချို့တချို့ဆိုလို့ကျကျွန်တော် comment မှာပြောတဲ့မင်းကအမျိုးမျိုးပဲပါပြတာအမျိုးမျိုးမဟုတ်စစ်ပွဲဆိုတာအမျိုးမျိုးရှိတယ်မှန်ကန်တာကိုပြောပြနိုင်တယ်မှန်ကန်တာကိုသုံးသပ်ပေးနိုင်တယ်ဆိုတဲ့ဥစားဒါအမျိုးမျိုးဆိုတဲ့လူတွေကဟိုးလို့လို့ဒီလို့လို့ရောင်ရွှေးရောင်ဝါးတယ်နော်အခုလက်ရှိတမ်းတော့ဟာလား အပြစ်ခတ်ရက်ဆဲပေးလို့ဒီကောင်းလေးတက်လာတယ်အဲ့တော့ကျွန်တော်တက်မလို့ဒေါသထွက်နေတယ်အပြစ်ခတ်ရက်ဆဲပေးလိုက်တာကိုဒေါသထွက်နေတကယ်လို့အပြစ်ခတ်ရက်ဆဲပေးလို့ဒေါသမထွက်ဘူးဟုတ်ပြီအဲ့ထဲမှာပါတဲ့အတိုင်းအမိတ်နိုင်လိုက်မလို့လို့ဟာသူတို့စကန်းကိုလာတိုက်လို့ရှိရင်သူတို့ပြန်တိုက်မယ်ဆိုခံတိုက်မယ်ဆိုတော့သွားသိမ်းမှာမဟုတ်ဘဲနဲ့ဒီနားလေးမှာလာမလားအောင်ပြစ်နေတာအဒါကိုမကျေနပ်နေတာကျွန်တော်ကဟုတ်တယ်နော်ကျွန်တော်ပြောတဲ့စကားရိုးရိုးလေးနော် အဲအရင်တော့ကပြောတာအာပါဤမင်းကဖေးထုတယ်ဖေးထုတယ်ကြားတယ်မင်းတို့ပဲနိုင်နိုင်ရောက်ပါရောက်ရောက်တယ်မင်းတအားပြောတယ်ဆိုတော့ဟုတ်တယ်လေအဲ့ဒီနေ့အဲ့ဒီရဲ့အဲ့ဒီချိန်အဲ့ဒီကာလအဲ့ဒီလိုကိုခင်နေတာတန်းတော်ရဲ့ဒါဟိုနေဖြစ်တယ်ဆိုတာမရှိဘူးအာဒါဆိုကျွန်တော်တို့ကကြိတ်ပြီအာတန်းတော်တိတ်ပြီဒီလိုပဲတွက်ထားခဲ့တာဒါဆိုတိုက်ပြီးအမြန်အေးကြမ်းပြီတန်းတော်နိုင်မှတိုက်ပြီးအေးကြမ်းမှကျွန်တော်လည်းသိတယ်တန်းတိုင်းလုံးလည်းသိတယ်တမမနိုင်တော့ဟိုစစ်ပြည်နေဟာတကောင်ကြီးတကောင်ကြွရောဟာဘယ်သူကဘာဘာတာဖုံးချင်းလာဖုံးကွယ်မာဖုံးကွယ်ဘာကောက်ကွယ်နေနေဖြစ်ကုန်မှာ ဟုတ်လားအဲနောက်ကြလို့ကျေထုံးမြင့်နိုင်အုံးမြင့်နိုင်ဘွေးမြင့်နိုင်နေဖြစ်ကုန်ပါတနိုင်ငံလုံးကပြောင်းနေသားကုန်ပါဟာလားတကယ်ဟာကြီးမှမအုပ်ဆိုးနိုင်ရင်သွားပြီတိုင်းပြည်စိတ်စိတ်မောမောဖြစ်ပြီဒါကိုကျွန်တော်တို့လက်မခံနိုင်လို့တက်တော်တော်ကိုဘယ်လိုပံ့ပိုးပေးရမလဲဘယ်လိုပံ့ပိုးပေးရမလဲအဲ့ဒီနယ်မြေမှာရှိနေတဲ့သတင်းသမားတွေကျွန်တော်တို့စီသတင်းတွေပေးတယ်ပြောတယ်။အော်ပြောတော့ကျွန်တော်ကပေးနိုင်တော့ပေးတယ်လုံနိုင်တော့လုံကြည့်တယ်။အဲ့ဒါမဲ့ပြီးသွားလို့ချင်းအချိန်တန်ကြလို့ရှင်လို့ချင်းနောက်ဆုံးလာတော့ကျွန်တော်ကျွန်တော်တို့လည်းတကယ်အာရုံတယ် နော်အာရုံတယ်သူတို့လည်းပဲဩနိုင်ငံတော်ရဲ့အကြီးအကဲရန်ဒါညွန်ကြားနေတဲ့အစီအစဉ်တွေဖြစ်နေတော့ဒါသူတို့ရဲ့လောကကဘလို့ရှိလဲအဲဇက်နာအောင်လောက်တာလားဇက်နာနိုင်တဲ့ဇကောင်းမြကွဲသွားနိုင်သလားဒါမျိုးတွေလည်းကျွန်တော်ကစဉ်းစားရသေးတယ်ဟုတ်လားဇက်နာလုံသွားပြီလားဇက်နာရင်းနဲ့ပဲဇကောင်းကွဲနိုင်သလားဒါတွေလည်းစဉ်းစားကျွန်တော်ဘေးနားနေပြီမှာပြောနေတောင်းတော်ဘက်ကို ပြောမရမှာအခုကျွန်တော်ကရှင်းရှင်းပြောလို့ရှင်ဒီသုံးဘက်ကိုပြစ်ခတ်ရစေးနားတာကိုအာပြစ်ခတ်ရစေးကို လက်ခံပြီးတယ်လက်ခံတယ်သို့တော်လည်းပဲဟိုဘက်ကအဲ့တိုင်းမလုံလို့ရှိရင်အရေးယူမှန်ဆိုတဲ့အနေထားတိုင်းအရေးယူပေးပါနော်တနိုင်ငံလုံးကိုစားကျွန်တော်တောင်းဆိုပါတယ်ဗျအရေးယူပေးပါထိထိရရနော်ဒါတက်မလို့ကာကွယ်ဥစည်းုပ်ဒီတက်မလို့ကာကွယ်ဥစည်းုပ်ဒီကအရေးယူပေးပါကျော်တို့ဒီနောင်ကျိုးကြရင်ဒီအေးတွေရှိရဌာနချုပ်တွေအေးတွေမှာလက်နက်ခိုးတော်မယ်လက်နက်တွေထားတဲ့နေရာတွေကျွန်တော်တို့ဂျိန်တလိတို့ဘာညာကျွန်တော်တို့တောက်လျှောက်စရင်တွေအပြည့်ရှိတယ်ပြောပေးဆိုကျွန်တော်ဒလက်ဆက်စီပြီးပြောပေးမယ် ိမ်မှာရှိနေတဲ့လူတွေဓာတ်ရိုက်ပို့ပေးလိုက်မယ်တရင်နေဟလာဘယ်အိမ်မှာဘယ်ထဲမှာဟုတ်လားကျိန်တတိရဲ့ဘယ်နာမှာရဲစခန်းမှာဘသူကဟိုအေးရပဲဘီဝါမူးထိုင်နေပါလေဘလို့ညွန်ကြားနေပါလေဒါကျွန်တော်အရင်ကတောက်ဆောက်ပြောအဲ့နေရအဲ့နေရဘုံတစ်ခါမှသွားမကြေဘူးနော်ဒါလည်းကျွန်တော်တို့ကပြောလို့ကြာမင်းတို့ဘာတိပြောညာတိပြောဖြစ်ကောင်းဖြစ်မှာပေါ့ဗျာဒါတော့မပြောတော့ပါဘူးဒါပေမဲ့ကျွန်တော်ဖြီသူအနေနဲ့ကျွန်တော်တောင်းဆိုလိုက်မှာရိုးရိုးလေးပဲဥတွေတိုင်းလုပ်ပေးပါတကယ်လို့အဲ့ သုံးဘက်အပြစ်ခတ်ရစိမ်းမှာလာတိုက်ခိုက်တဲ့နေရာဆိုအပြက်ရှင်းပြီပါဟာလာအေရလာတိုင်အေရှိတဲ့နေရာလေးတဘုံအကုန်ရှင်းကေအင်လာတိုင်ကေအင်ရှိတဲ့နေရာလေးတဘုံအကုန်ရှင်း MNDA လေးလာတိုင်အကုန်ရှင်းအခုကတော့ဗန်ဝဲတို့မှာလည်းနည်းနည်းတတိတာနည်းနည်းတတိတာအခုမနေ့အစောကြီးတော့မှာဖုန်းလိုက်ဆက်လို့အာဆိုအေးဒါပဲပေါ့အေးပေါ်ကျောင်းစောက်ကြည့်မယ်ဒါပဲပေါ့နော်အားလုံးကြမ်းပါပါစေဗျာအချိန်ပြည့်သွားလို့နော်ဒါတောက်တော်ကြီးနေနဲ့ ကျွန်တော်ကဒီအပြည့်ခတ်ရဆဲရဥပဒေတိုင်းလုတ်ပေးဖို့တော့ကိုမျှော်လင့်ပါတယ်ဗျာဥပဒေတိုင်းဆိုတာကကိုပြောတဲ့စကားကိုဂရိတီဖို့လိုပါတယ်ကိုလာထိသွားပြမှဆိုရင်ဌာနချုပ်ကိုပြစ်ပါလာတဲ့လူလောက်ကိုပြစ်တယ်ဆိုတော့ဒါစိတ်မကောင်းစရာအလုပ်တစ်ခုပါလို့ပြောနေမယ်အားလုံးနှုတ်ဆက်ပါတယ်ဗျာအားလုံးကြံပါပါစေချမ်းသာပါစေနော်